မြန်မာမျိုးစားတဲ့တွေအတွက် MMA လောကနဲ့ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ခဲ့ပြီးတဲ့နောက်အခုလိုကြိုးဝိုင်းတွေကအနားယူတော်မယ့်အောင်လာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်လောက်ကိုပြန်ကြည့်လိုက်ရင်ကျမတို့မြန်မာလူငယ်အများစုအတွက် MMA, Mixed Martial Arts ဆိုတာစိမ့်သက်နေတဲ့အကစားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လူတယောက်ရဲ့ကြိုးစားအားထုတ်မှုနဲ့နိုင်ငံကုံဆောင်မှုတွေကြောင့်အခုဆိုရင်တော့ MMA ဟာမြန်မာနိုင်ငံမှာလူငယ်တွေကြားမှာအရေးပန်းအစားဆုံးအကစားတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီလိုမျိုးမျိုးဆက်သစ်တွေအတွက် MMA လောကကြီးတစ်ခုလုံးကိုတကားဖွင့်ပေးခဲ့တဲ့ကျမတို့ရဲ့သူရဲကောင်း online အန်ဆန်တယောက်အခုတော့သူရဲကစားသမားဘဝကိုအောင်မြင်စွာနဲ့အဆုံးသတ် က်လိုက်ပြီးဖြစ်ပါတယ်။အောင်လအစံကိုမြန်မာ MMA လောကရဲ့ဖခင်လို့တောင်တင်စားလို့ရမယ်လို့မထင်ပါဘူး။သူဟာကချင်ရိုးရာဝင်းစုံကိုဝင့်ဆင်ပြီးတော့မြန်မာအလံကိုလွှမ်းခြုံကကဘာအဆင့်အကျိုးဝိုင်းတွေကိုစတင်ဝင်ရောက်လာချိန်မှာသူနဲ့အတူကိုခန့်ပညာတိုင်းပေါင်းစုံအားကစားကိုပါမြန်မာပြည်သူတွေရဲ့နှလုံးသားတဲ့အထိအသေးဆောင်လာခဲ့ရပါ။သူကြောင့်ပဲကျမတို့ဟာ submission ဆိုတာဘာလဲ TKO ဆိုတာဘယ်လိုလဲဆိုတာကိုစိတ်ဝင်တစားလေ့လာခဲ့ကြရပါတယ်။ သူကတိုက်ခိုက်ရေးသမားတယောက်အနေနဲ့ဒါမကမျိုးဆက်သစ်တွေအတွက်ဆရာတစုအနေနဲ့ပါ MMA အားကစားရေးအလှတရားတွေစိတ်လှုပ်ရှားဝေရာတွေကိုတင် जा ပေးခဲ့သူပါမြန်မာနိုင်ငံလိုကမ္ဘာအဆင့်မီအားကစားသမားရှားပါးတဲ့နိုင်ငံကလူငယ်တွေအတွက်အောင်လာရဲ့အောင်မြင်မှုတွေဟာအကြီးမားဆုံးသောစိတ်ဓာတ်ခွန်အားပါပဲသူက1 championship မှာ middleweight နဲ့ light heavyweight ကမ္ဘာ champion ကပတ်နှစ်ခုကိုတပြိုင်တည်းထိသိမ်းပိုက်ပြခဲ့ချိန်မှာမြန်မာတွေကလည်းကမ္ဘာအဆင့်မှာလုံနိုင်နေဆိုတဲ့ယုံကြည်ချက်ကိုမျိုးဆက်သစ်တွေရဲ့ရင်ထဲမှာစိုက်ထူပေးနိုင်ခဲ့ ပါတယ်။သူရဲ့အောင်မြင်မှုတွေကလူငယ်တွေအတွက်အိမ်မက်တွေကိုပုံမကြီးမားခွင့်မက်ခွင့်ပေးလိုက်တယ်လို့စူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်တယ်ဆိုတဲ့သက်တေတစ်ခုလည်းဖြစ်ပါတယ်။အခုတော့အသက်40ရွယ်မှာသူချစ်တဲ့ကစားသမားဘဝကနေအနားယူဖို့ဆုံးဖြတ်ခဲ့ပါပြီ။သူ့ရဲ့နောက်ဆုံးပွဲစဉ်ဟာသူ့ MMA လောကကိုမိတ်ဆက်ပေးခဲ့တဲ့မျိုးဆက်တစ်တွေအတွက် နောက်ဆုံးအကြိမ်လက်တွေ့တင်ကြားပြသခဲ့တဲ့ Master Class တစ်ခုလိုပါပဲ။ ဆွေဒင်ဖိုက်တာကာဒက်စတန်ကိုဒုတိယချိန်မှာပဲအလဲထိုးအနိုင်ယူပြခဲ့ရာကချန်ပီယံတယောက်ရဲ့အတွေ့အကြုံနဲ့အရင်ကြံမှုတွေကိုအကောင်ဆုံးပြသသွားနိုင်ခဲ့ပါတယ်။ဒီနောက်ဆုံးပွဲရဲ့ခံနာမှုကတော့ပြောစရာစကားလုံးမရှိအောင်ပါပဲမြမရော့ရဲ့အိုင်ဒေါ်တယောက်ဖြစ်တဲ့လေးဖြူကိုတိုင်အမဲလိုက်အခါကိုတီးဆိုပြီးတော့ သူရဲ့နောက်ဆုံးခရီးကိုဂုံပြုခဲ့တာဟာမျိုးဆက်တခိရဲ့သူရဲကောင်းကိုနောက်ထပ်မျိုးဆက်တခိရဲ့သူရဲကောင်းကအတိမတ်ပြုတ်လိုက်ခြင်းဖြစ်ပြီးတော့ဒီမြင့်ကွင်းဟာမြန်မာတွေအားလုံးအတွက်တမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ပွဲအပြီးမှာတော့အောင်လာကမျက်ရည်တွေနဲ့အတူသူ့ကိုအားပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ဒါအပြင်မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုစာနာနားလည်ပြီးတော့အားတင်းထားဖို့အတွက်အားပေးစကားတွေပြောခဲ့တာကလည်းသူ့ရဲ့နိုင်ငံပေါ်မှာထားရမြတ်တာကိုပြသခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်ကချင်းမြင့်တဲ့ဒေါ်လာ9000စုကြီးငွေကလည်း င်သူ့ရဲ့စူးစမ်းမှုတွေကိုအတိအမှတ်ပြုခြင်းပါပဲအရေးကြီးဆုံးကတော့သူဟာကျိုးဝိုင်းထဲကနေအနားယူသွားပေမယ့် MMA လောကကိုစွန့်ခေါက်သွားမှာမဟုတ်ပဲ နီးပြားတယောက်နေနဲ့မျိုးဆက်သစ်တွေကိုလက်စစ်ကမ်းပေးသွားအောင်ပါပါဒါကသူစတင်ခဲ့တဲ့ MMA ခရီးလမ်းကိုအနာဂတ်မျိုးဆက်တွေအတွက်ဆက်လက်ရှင်သန်စေမယ့်သူ့ရဲ့နောက်ထပ် mission တစ်ခုပါပဲအောင်လာတယောက်ကတော့ကစားသမားတယောက်ဘဝကနေအနာယူသွားခဲ့ပေမယ့်သူစတင်မိတ်ဆက်ပေးခဲ့တဲ့ MMA အားကစားနဲ့သူပေးခဲ့တဲ့စိတ်ဓာတ်ခွန်အားတွေကတော့မြန်မာလူငယ်တွေကြားမှာအမြဲတမ်းရှင်သန်နေမှာပါပရိသတ်တို့အနေနဲ့ရောအောင်လာကြောင့် MMA လောကကိုဘယ်လိုစတင်စိတ်ဝင်စားခဲ့ရတဲ့သူ့ရဲ့လမ်းခရီးကနေဘာတွေကိုသင်ယူခွင့်ရခဲ့တယ်ဆိုတာ ာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်